ကိုင်းတိုင်းမုံရွာမြို့နယ်မှာတနစ်ကျော်ကြောင်မတရားဖမ်းဆီးထုတ်နောက်ခံထားရတဲ့ပြည်သူအယောက်90ကျော်ကိုမတ်လ26ရက်နေ့မှာစစ်ကောင်စီကအကြမ်းဖက်ဥပဒေနဲ့ထောင်ငါးနှစ်ချမှတ်လိုက်တယ်လို့နိုင်ငံရေးအကြံသားမိသားစုတွေကပြောကြပါဗျာ။ တက်ကြေချင်းရွာကနေဖမ်းထားတဲ့သူတွေကိုအကြမ်းဖက်ပုံမှ52ကနဲ့1005နှစ်စီချလိုက်တာဖြစ်ပြီးအမိတ်ချမှတ်ခံရသူတွေထဲမှာအမျိုးသမီးတွေလည်းပါဝင်က အလုံးလူအယောက်50ကျော်တယ်လို့မုံရွာအချင်းထောင်ကနိုင်ငံရေးကျန်းသားတွေကိုထောင်ဝင်စာကူညီပို့ဆောင်ပေးနေသူတအုပ်က TV ကိုပြောပါရယ် 2024ခုနှစ်မတ်လ14ရက်နေ့ကစစ်ကောင်စီတပ်ကတပ်ခဲချင်းကြီးရွာတဲ့ဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်ပစ္စည်းတွေနဲ့ရွာခံ60ကျော်ကိုကားတွေနဲ့ခေါ်ဆောင်ဖမ်းဆီးယူဆောင်သွားကြပြီးလူနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတက်ခဲ့ချင်းကြီးရွာကိုဝင်ရောက်စီးနှင်းတဲ့အချိန်ကပြည်သူလေးဦးကိုလည်းတပ်ဖြတ်သွားခဲ့ပြီးလူနေအိမ်တွေကိုပါမီးရှို့ဖျက်ဆီးခဲ့လို့လူနေအိမ်480ကျော်မီးလောင်ပျက်စီးခဲ့ရတယ်လို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့တာဝန်ခံတအုပ်ကပြောပါရယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့မုံရွာအမှတ်1ရဲစခန်းကို DV ကဖုန်းဆက်သွယ်ခဲ့ပေမဲ့လက်ခံပြေဆိုခြင်းမရှိခဲ့ပါဘူးရှင်။